ုခင်ဗျားတို့ဒုက္ခဝိနာမစိတ်စင်ရင်ရောက်အကျင့်နေရပါပြီဒီတခါကျတော့ဝိပဿနာကိုရှုပြီးပွားရမယ့်ကိစ္စတွေမှာတန်ဇရတွေကြံမှာကြောက်လို့ညာအမြင်စင်ကြအောင်ဟောတော့မှာမလို့ညာနာတသနာဝိသုတိအခုကြတော့မှာအပြီးတမာတွေဟောတာယောဂီတို့မှာအခုထိုင်နေတာပါကြီးလေ အိမ်ကြီးခန္ဓာအိမ်ကြီးဘာကြီးလဲခန္ဓာအိမ်ကြီးပါဗျာတော်သေးတာပေါ့ငါပြောလို့မပြောရင်အိမ်မြန်ရောက်ဒီအိမ်ကြီးဘုသူစောက်ထားတာလဲဟုတ်ပြီစိတ်ကတဏှာလားဟုတ်ပါဘူးသင်ရခန္ဓာကတဏှာလားဟုတ်ပါဘူးဝေဒနဲ့ခန္ဓာကတဏှာလားဟုတ်ပါဘူးနှလုံးသွင်းတတ်တဲ့သင်္ခရဲခန္ဓာကတဏှာလားဟုတ်ပါဘူးဒီယုတ်ကြီးရတဲ့တဏှာလားဟုတ်ပါဘူးဟောဒီဟာပါလဲအိမ်အိမ်ကဘယ်နှမျိုးရှိလဲ ငါးမျိုးသောပစ္စည်းနဲ့ဆောက်ထားတယ်။ဖောက်ပြန်တတ်တဲ့ယုတ်တရားအစုရဲ့တိတတ်တဲ့ဝิญဉ်ဆိုတဲ့စိတ်ရဲ့ခံစားတတ်တဲ့နန္တရားရဲ့မှတ်သားတတ်တဲ့သိညာဆိုတဲ့နန္တရားရဲ့နှလုံးသွင်းတတ်တဲ့သင်္ကရခန္ဓာဆိုတဲ့နန္တရားရဲ့အဖြစ်အိမ်ရဲ့ပစ္စည်းဘယ်နှမျိုးရှိလဲ။ငါးမျိုးရှိ။အဲ့ဒီအိမ်ကတဏှာဆောက်တော့အဲ့ဒီထဲမှာဘာတွေထည့်ထားလဲ။ဥလကအိမ်ဆောက်တယ် ဥလာကအိမ်ဆောက်ပြီးဘာလုပ်လဲပတ်စံမရှာဘူးလားရှာပါဗျာပတ်စံရှာပြီးတော့ရတဲ့ပတ်စံนี่အိမ်ပေါ်မှာထည့်တယ်ပြီးတော့တိတရဲထည့်မနာဘူးလားထည့်တာပါအဲ့လိုထည့်တာလေသူရဲ့အသုံးဆောင်တွေဝဲတဲ့စားခြင်းအားတွေတောက်ခြင်းအားတွေသူအဲ့ဒီအိမ်ကြီးမိပြီးတော့ကာမဂုဏ်တွေခံစားပြီးမနေဘူးလားနေတယ်အဲ့ဒီကာမဂုဏ်ပစ္စည်းတွေလည်းဘယ်လိုရှာတာလဲဥလာပဲရှာအဲ့ဒီပစ္စည်းတွေဝယ်နိုင်မှုပတ်စံနဲ့ဘယ်လိုရှာလဲဥလာပဲရှာငွေဘုံငွေရှောင်းအောင်ဥလာမထားဘူးလားအဲ့ဒီအိမ်ကြီးမကောင်းတော့နောက်တဲ့အိမ်ကိုဘယ်လိုဆောက် ဘာတွေယူသွားမလဲငွေတွေယူသွားတာပေါ့ဗျာဟုတ်ပြီလားအဲ့ဒီငွေတွေဒီဘက်အိမ်ကရှာပြီးရသွားတဲ့ငွေတွေဟာအဲ့ဒီကနေပြီးတော့ဟိုဘက်အိမ်အစ်စ်ဆောက်တယ်လို့ဒီဘက်အိမ်မှာခံစားရဆန်းစားရတွေကိုဟိုဘက်သိမသွားဘူးလားသိပါပါဗျာအစွဲလန်းဥပဒံကာမဝတ္တိအဲ့တော့ဒီဘက်ဘဝမှာခန္ဓာအိမ်ကြီးမှာပတ်စံရှာလို့ရတဲ့ပတ်စံဆိုတာဘာကိုပြောတာလဲကာမဝတ္တိကိုပြောတာဟုတ်ပြီလားဘဝဇဉ်ဤဘဝဇဉ်ဤဒီလိုပြုလို့ပြီးဒီကာမကိုခံစားပြီး ဒီလိုအယောအဆဒီဘဝနဲ့ခန္ဓာနဲ့တိဆောက်ပေးပါမယ်ဆိုပြီးတော့စဉံနဲ့တူတဲ့ပတ်စံတွေကိုဒီခန္ဓာကြီးမှာသိမ်းမထားဘူးလားသိမ်းထားပါဘူးအဲ့တော့အိမ်မှာဘာတွေသိမ်းထားလဲဘဝခံရမဲ့ဝိဘက်စဉံတွေစဉံတုံးကြီးထည့်မထားဘူးလားထည့်ထားပါဘူးအဲ့တော့ဒီခန္ဓာရစီတဲ့အကြောင်းရင်းမှာတဲ့နော်အဝိဇ္ဇာရဲ့တဏှာရဲ့ဥပါဒံရဲ့ကံရဲ့ကာမဘဝအဲ့ဒါဒီပါလေတမုရိယသစ္စာဟာဒီဘဝကိုရစီတဲ့အကြောင်းတရားတွေမဟုတ်လားဟုတ်ပါဘူးအဲ့တော့တမုရိယသစ္စာထဲမှာ အဝိဇ္ဇာရဲ့တဏ္ဍာရဲ့ဥပါဒံရဲ့ကံရဲ့အဝိဇ္ဇာကပြီးတဲ့ဘဝရဲ့အမှန်တမ်းယုံနာမှုမသိတာအဝိဇ္ဇာရဲ့အာယုံကာမဂုဏ်ကိုတတ်မဲ့တာရဲ့တတ်မဲ့တော့လိုချင်တာလုပ်တာရဲ့တတ်မဲ့တော့မရှာဘူးလားရှာတော့မလုပ်ဘူးလားအဲ့ဒီလုပ်တာလုပ်တော့ကုသကံအကုသကံနေမပါဘူးလားအဲ့တော့ကုသကံအကုသကံလို့ထိုကံနဲ့တူတဲ့ပြန်ခံမဲ့ဝိဘတ်တွေရောမရဘူးလားအာရတိတိဒီဘဝခန္ဓာရစီတဲ့သမှုတရားအကြောင်းတရားပါပဲဟေတုအကြောင်းပါပဲဟုတ်ပြီနော်အဲ့လို့ဆိုရင် ဘဝတိကိုဖန်တီးတဲ့အကြောင်းတရားသည်အဝိဇ္ဇာနဲ့တဏှာလောဘဒေါသမောဟနဲ့အာလောဘအာရဒအာမောဟဆို6မျိုးထွက်မလာဘူးလားအဲ့ဒီ6မျိုးဖြစ်ရင်ဘဝဖြစ်မယ်အဲ့ဒီ6မျိုးချုပ်ရင်ဘဝချုပ်ဟောပြီနော်အဲ့ဒီ6မျိုးဒီဘဝတိဘဝတိဖန်တီးတဲ့ရေသောမြင့်နဲ့မတူဘူးလားသိပ္ပံသေးချင်းရေတောင်းမြဖြတ်လိုက်ရှင်းအောင်လားရှင်းအောင်ပါအဲ့တော့ဒီအသီးရွက်တွေဆက်မတက်ချင်းဘဝသစ်တွေဘဝသစ်တွေမရချင်းဘဝသစ်ကိုခွာနေတဲ့ ရေတောင်းမြင့်နဲ့တူတဲ့ဒီဟိတ်6မျိုးကိုဖျက်ပြစ်လိုက်မယ်ဆိုဘဝရအောင်လားမရပါဘူးအဲ့တော့အပင်တွေအရွက်တွေအသီးတွေခန္ဓာတွေသွားမဖြတ်နဲ့ရုပ်တွေနာနေသွားဖြတ်လို့ရပါမလားမရဘူးခရလည်းခန္ဓာ၅ပါးရှိတယ်အဲ့ဒါကြီးလိုက်သတ်ဖို့မဟုတ်ဘူးအဲ့ဒီခန္ဓာမှာမှီနေတဲ့တဏှာပေါ့အတေဘူောက်တော့ပါလေတဏှာအဲ့ဒီတဏှာကိုပယ်ဖို့အဲ့ဒီတဏှာကိုမြင်ဖို့အဲ့ဒီတဏှာကလည်းလိုက်သတ်လို့ရလားမရဘူးတဏှာဖြစ်တာပါလေအကျိုးတရားအာယုံကိုနှလုံးသွင်းတာပါလေအကြောင်းတရား ဲ့တော့အကြောင်းတရားတွေကနှလုံးသွင်းမှန်သွားမယ်ဆိုလို့ရှိရင်တဏှာရောတီးလို့ရသေးလားမရတော့တဏှာသူ့ဘာသူလုံးပါလုံးပါလုံးပါပါပါအဲ့လို့ဆိုရင်ဒီခန္ဓာအင်းဒီနော်ယုတ်တရားဒီအင်းကြီးစိတ်ဆိုတာလဲသူ့လဲမဟုတ်ငါလဲမဟုတ်ဘယ်သူမှမဟုတ်ဘူးတတ္တိတစ်မျိုးခန္ဓာအင်းထဲမှာပါရမယ်မျိုးတစ်မျိုး ဟုတ်ပြီလားမှတ်သားတတ်တာလဲမျိုးတစ်မျိုးအဲ့တော့ဒီဘက်ဘဝကနေပြီးပြုတ်ခဲ့တဲ့ အဝိဇ္ဇတနာဥပါဒံကံကာမဘဝသည်နော်မိရဲ့လူတယောက်ရဲ့ဒီအာဃာတရဲ့ဆိုတဲ့အမြင်အတိုက်အကြောင်းတရားအမိပရိသန်နေနေမှုသည်အမေနဲ့အဖေနဲ့တံဝါသပြည့်ပြီးအောင်မြင်မှုသည်မှန်နဲ့ဗราနဲ့မတူဘူးလားအဲ့ဒီအခန္ဓာဒီဟာအတိုက်အအကြောင်းနှစ်ရပေါင်းစတဲ့အတွက်ကြောင့်အကျိုးတက်ပါပေါ်လာလေစိတ်အဲ့ဒီမှာအတ္တသဘောဆိုတာလိုက်ပြလို့ရတယ်မရပါဘူးအတ္တသဘောမြင်အဲ့တော့စိတ်ဆိုတာမရှိဘူးလားမရှိပါဘူး စိတ်ဆိုတာဘာလဲခန္ဓာအိမ်ထဲရပစ္စည်းစိတ်ဆိုတာဘာလဲခန္ဓာအိမ်ထဲရပစ္စည်းပါဒါပေမဲ့တဏှာဟာတက်သက်ကြီးနေလို့ရမရတော့ခန္ဓာကိုဖွဲ့ရလူဟာတက်သက်ကြီးနေလို့မရတော့အိမ်ဆောက်မနေရဘူးလားမရဘူးအဲ့တော့ဒီဘက်ကခန္ဓာအိမ်ကြီးကိုလည်းဘယ်လိုဆောက်လဲတဏှာဆောက်ဒီဘက်ကအိမ်ကိုလည်းတဏှာဆောက်တဲ့အိမ်မှာစိတ်ဆိုတာပါလားအဲ့ဒီကနေကလလရေကြီးဟုတ်ပြီလား အဘိပရိသေနဝိနမကလလယေကြီးဆိုတာတောင်ကျုံးသူတွေရဲ့ဆံမင်းခုနှစ်စိတ်စိတ်တစ်စိတ်ကမြောက်ကျင်းသူတွေရဲ့ဆံမင်းအဲ့ဒါကိုစီးနဲ့နှိပ်ပြီးတော့ခဏခါခါအဲ့ဒီမှာဥဒလောက်ပဲရှိတယ်ဆိုတော့မှုံမှုံလေးပေါ့အဲ့လောက်ကလေးယေကြီးလေးပေါ်မလာဘူးလားအဲ့ဒါကယုတ်တရားအဲ့ဒီကလလယေကြီးပါဒီစိတ်ကလေးမတည်ဘူးလားတည်ပါရဲ့အဲ့လိုတည်ဖို့အတွက်အတိတ်အခန္ဓာအမှန်နဲ့ဗရာပေါင်းစပ်ပြီးတော့နော်စိတ်ဆိုတဲ့ဒီဘက်ကတက်ကလေးပေါ်လာအောင်နော်အကြောင်းအကြောင်းကြောင့် တတ္တိလေးပေါ်မလာဘူးလားပေါ်လာစိတ်ဆိုတာပေါ်လာပြီเนาะသဘောကဒီဘက်ကအမိရဲ့အဖတို့ရဲ့အကြောင်းတရားရင်ဒီဘက်ကဝိဘက်နဲ့တဏှာတို့ရဲ့အကြောင်းတရားရောက်စိတ်ဒီဒီဘက်ကဝိဘက်နဲ့ဟိုဘက်ကအခန္ဓာနဲ့ပေါင်းစပ်ပြီးဟိုဘက်ကအိမ်ဆောက်တော့မြင်းကြီးမြင်းကြီးဆောက်လို့ရပါမလားမရပါဘူးအဲ့တော့အခန္ဓာမှာတဏှာသည်စိတ်ကိုမဆောက်ဘူးလားဆောက်ပါဘူးအဲ့တော့ယောဂီတို့မှာစိတ်မရှိဘူးလားရှိပါရှိပါရှိပြီအခုဘက်ကဟောဖို့ထားဦးရင်ရှုပ်ပဲပြီးတော့ရှုပ်ပဲပြီးတော့ဦးရင်ဟောလိုက် အဲ့တော့စိတ်ရှိတဲ့သဘောတရားသည်အမေအဖေဒီသော အကြောင်းတရားမပါဘူးလားမပါပါဘူးအမေအဖေဒီအကြောင်းတည်းမှာငါပါလားအဲ့တော့ငါမပါပဲနဲ့ဖြစ်လာတဲ့စိတ်မဟုတ်ဘူးလားဟုတ်ပါဘူးအေးဟုတ်ပြီအမေအဖေကြောင်းလေးอ่ะအဲ့ဒါမှငါမပါဘူးငါစိတ်ကမစွဲနဲ့မှားပြီအဝိဇ္ဇာတဏဥပါဒံကံလည်းငါလားဟုတ်ပါဘူးအဲ့သူတို့ဒီအဝိဇ္ဇာတဏဥပါဒံကံကြောင့်စိတ်တလုံးပေါ်မလာဘူးလားဟုတ်ပါဘူးအဲ့တော့စိတ်တလုံးဒီဘာကြောင့်ဖြစ်လာတာလဲအတိတ်ကဝိဘက်အဟုံကြောင့် ဖြစ်လာသည်ကံကြောင့်ဖြစ်လာသည်ဟုတ်ပြီလားကံရှိနေသိစိတ်တည်လို့ရပါမလားကံဝိဘဒီဘွားမှာအသက်တရားနေရမယ့်ပုဂ္ဂိုလ်ဟာသူ့ရဲ့ဝိဘကံကြောင့်အဲအသက်တရားတွင်မပြည့်မချင်းစိတ်တည်နောက်ကနောက်ကဖြစ်မလာဘူးလားမနည်းအောင်သိဟောပြီဘူးနော်အဲ့တော့ကံမောင်းသူလိုပဲစီစေကလန်ထဲဝါရင်ရှိကပေါက်ကွဲလေးအဲ့ဒီပုဂ္ဂိုလ်အိမ်ရထဲလာတဲ့စီကနောက်ကအလိုလိုသွားသွားပြီးတော့လောင်စာမကျွေးဘူးလားကျွေးတာ driver ကလောက်လာသူ့ဘာသူလောက်နေလားအေး driver ကတနာနဲ့တူတယ်နော် diesel တွေကဘာလဲအတိတ်ကဝိပတ်နဲ့တူတယ်ကားဘော်ဒီကဒီဘဝခန္ဓာနဲ့တူတယ်အင်ဂျင်ကဘာလဲဒီခန္ဓာပြုနေသင်္ခါရတရားနဲ့မတူဘူးလားအေးအဲ့လိုဆိုရင်ဒီစိတ်တစ်လုံးဖြစ်တိုင်းဖြစ်တိုင်းပြောတိုင်းဆိုတိုင်းမှာစိတ်မပါဘဲလို့မဖြစ်ဘူးအဲ့ဒီစိတ်ကဘာကြောင့်ဖြစ်နေတာလဲဆိုရင်အတိတ်ကဝိပတ်ကြောင့်ဖြစ်မလာဘူးလားအဲ့လိုဆိုငါပါသလားကောင်းပြီလေလုံးပိတ်တဲ့ဂိုတော်ကြီးထဲမှာထည့်လိုက် အခန်းကြီးနဲ့ထည့်လိုက်တယ်ထည့်လိုက်တဲ့ခါကျတော့အဲ့ဒီခန်းနဲ့လေလုံလဲပိတ်လဲပြီးတော့ဦးသိန်းကစက်နဲ့အဲ့ဒီလေကိုဆွမ်းထုတ်လိုက်အဲ့ဒီတည်းမှာလေတစ်စဲမှမရှိအောင်ဆွမ်းထုတ်လိုက်ဘာဖြစ်သွားမလဲဘာဖြစ်သွားမလဲသေးတယ်ဆိုတာဘာကိုပြောတာလဲသေးတယ်ဆိုတာစိတ်မရှိဘူးညာနဲ့စဉ်းစားမယ်သေးသေးချာချာသုံးသပ်ပါဦးသိန်းဘာကိုဆိုလိုနေတာလဲ ဘာကိုရည်ညွှန်းနေတာလဲဆိုတာနားထောင်ပါဦးစင်းစုပ်ထုတ်တဲ့တည်းမှာစိတ်ပါသလားပါပါဘာ ਈ ပါวะလေလေဟာစိတ်လားစိတ်ကရောလေလားအဲ့လိုဆိုစိတ်ပါကြောင့်ဖြစ်တာလေဒါပြင်ဦးစင်းလေမစုပ်ထုတ်ခင်တော့အဲ့ဘုအထဲထဲမှာမရှိစိတ်မရှိဘူးလားရှိပါတယ်ဒါပြင်လေစုပ်ထုတ်တော့စိတ်ရောပါွားတာလည်းမဟုတ်ခဲနဲ့ဘာလို့ဒီစိတ်မဖြစ်တာလဲဟုတ်ပြီနော်စိတ်ကလေလားဆိုတော့ဟုတ်လားလေဟာစိတ်လားဆိုတော့လေ အဲ့လိုဆိုရင်ငါစိတ်ဆိုလို့ရှိရင်လေအဲ့ဘုကလေးသဘောဆိုလေးစုပ်ထုတ်လေငါမှစိတ်လေးမွေးထားလို့မရအောင်လားဟုတ်ရရဲ့လားအဲ့တော့လေးမရှိရင်ဘာမရှိလဲလေးမရှိရင်ဘာမရှိဘူးလဲစိတ်ရဘာကြောင့်ဖြစ်တာလဲစိတ်ဟာဘာကြောင့်ဖြစ်တာလဲอืมခင်ဗျားတို့မူဂျိုပြန်ဖို့อ่ะ လေရှိတော့လေမစုတ်ထုတ်ခင်ကအဲ့ပုဂ္ဂိုလ်စိတ်မရှိဘူးလားရှိပါဘူးဥဒင်းစုတ်ထုတ်လိုက်တာဘာတွေပါวะလဲလေပါပါဘူးဒိုင်းဒီခန္ဓာမှာဘာဘာချုပ်วะလဲစိတ်ချုပ်မသွားဘူးလားမချုပ်ပါဘူးစိတ်မဖြစ်တော့ဘူးဟောပြီနော်စိတ်မဖြစ်တော့စိတ်မရှိတော့စိတ်မရှိတော့ဘာခေါ်လဲသေတယ်လို့မခေါ်ဘူးလားအဲ့လိုဆိုရင်စိတ်ရှိတော့ဘာလို့ရှိရလဲဟုတ်တယ်လေလေရှိလို့စိတ်ရှိတယ် လေမရှိရင်စိတ်ရှိအဲ့တော့စိတ်ကဘာကြောင့်ဖြစ်တာလဲတဏှာတော့အတုံးလိုက်တည်းလိုက်ရှိပါတယ်ဒါပေမဲ့လေမရှိတော့တဏှာရောရှိလို့ရမရဘူးစိတ်တလုံးကိုရှုတယ်ရှုတယ်ဆိုတာဒီလိုရှုရတာအဖြစ်တယ်ဖြစ်တယ်ဖြစ်ဖြစ်တယ်လို့မရဘူးဖြစ်တာဘာသဘောကြီးဖြစ်နေတာလဲဘာကြောင့်ဖြစ်လာတာလဲဖြစ်လာတဲ့သဘောထဲမှာငါပါသလားဘ ᱹ ဓုပါတယ်လို့သုံးသပ်ပြီးရှုရမှာဝိပဿနာစိတ်လုံးပေါ်တယ်ပြည့်တယ်အနိစ္စမြင်တယ်ဒါဖြစ်ဖြစ်မြင်တယ်တရားရပြီးသွားမလုံနာတာဘာဟုတ်ဟုတ်ပြီလား 哦，皮了的，是不？乌皮宝贝的，谁的龙啊？这个皮有点干不紧皮吧？皮吧？哎，他妈哑巴的啦！哦，哎，这包呢？谁的龙皮着？但是阿拉罗西宝贝的，跟干木工似的，不过我雷少抽雷没有，谁皮得了？哎，就是谁个？听不紧皮吧？厉害啊啦！三十八，厉害啊啦！ စိတ်ရှိနေတာငါးကြောင့်ရှိနေတာလေးကြောင့်ရှိနေတာလားလေးဟာငါမဟုတ်ဘူးဆိုရင်ငါမဟုတ်တဲ့လေးကြောင့်ဖြစ်တဲ့စိတ်ကိုငါစိတ်လို့ဆိုရင်မှန်ပါမလားမှန်ပါဘူးအဲ့လိုဆိုစိတ်တော့မရှိဘူးလားရှိပါတယ်ငါရှိလားမရှိပါဘူးဩအဲ့လိုသဘောနဲ့စိတ်တစ်လုံးရဲ့သဘောကိုရှုတာစိတ်တစ်လုံးဖြစ်တိုင်းဖြစ်တိုင်းငါမဟုတ်ဘဲနဲ့ငါမဖန်ဒီဘဲနဲ့စိတ်ဆိုတာငါမဟုတ်ပါလားလေးကြောင့်ဖြစ်တဲ့စိတ်ပါလားလေးဟာစိတ်မဟုတ်ပါလားလေးဟာငါမဟုတ်တော့ငါမဟုတ်တဲ့လေးကြောင့်ဖြစ်လာတဲ့စိတ်ကိုငါစိတ်လို့ဆိုတာမှားပါလားဆိုပြီး အဲ့ဒီအမားဟိုတာစွန့်လိုက်မှာစိတ်ကတော့ဖြစ်ပြနေမှာပေါ့ဟုတ်ပြီလားဒီစိတ်ကြီးမထွက်အောင်လုပ်တာလားမရှိအောင်လုပ်တာလားရှိတာရှိတယ်သူ့ရှိရပါရှိလေငါရှိမဟုတ် လေကြောင့်ရှိကြလေရဲ့သဘောအသိတွေတော့လေမှာငါပဲသူပဲရှိသလားသူလဲငါလဲမဟုတ်လေရဖန်တီးတတ်သလားမဖန်တီးတတ်တဲ့ဖန်ဆင်းရှင်လည်းမဟုတ်ပဲနဲ့လေကြောင့်ဖြစ်လာတဲ့စိတ်ကိုငါစိတ်လို့ဆိုရင်မာပြီး တဖက်ကခန္ဓာဇာတိပြန်ကြည့်လိုက်တဲ့ခါကျတော့ဒီဘဝဖြစ်တဲ့စဆိုတော့စိတ်ဒီအမေဖေကလည်းဖန်တီးတာပါလားမပါဘူးဒါပေမဲ့အကြောင်းကင်းလို့တော့ရတယ်အဲ့တော့စိတ်တလုံးဖြစ်တဲ့တည်းမှာအမေဖေရဲ့အကြောင်းအနာတိပစ္စည်းနဲ့မပေါ်နေဘူးလားမပေါ်ပါဘူးနာတိပစ္စည်းဆိုတာခင်ဗျားတို့ပထမဆက်လဲွားလိုက်အာတိပစ္စည်းကရှိတယ်နာတိပစ္စည်းဆိုတာသူတို့အကြောင်းခံပြီးလို့စိတ်ဒီဆက်ဖြစ်နေမဟုတ်လားအဲ့တော့ကောင်းပြီအတိတ်ကပြုတဲ့ကံကြောင့်ထဲမှာဒီဘဝရတဲ့စိတ်ဒီငါမပါဘူး ြိဿုပ်ပံလေမပိုင်ရောကံရှိနေပြီနဲ့လိမ်မရှိရင်စိတ်ဖြစ်လို့ရပါမလားမရပါဘူးအဲ့တော့စိတ်ဖြစ်တဲ့အထဲမှာအတိတ်ကဝိဘက်အဟုံမကုံသေးလို့လည်းစိတ်ဖြစ်တာရင်တဏှာကလည်းဆက်ဆောင်နေတာရင်နော်ဒီခန္ဓာရဲ့တဏှာမကုံရင်အသက်90နေရမယ်ကုသိုလ်ကံဝိဘက်စီကာလ90ထဲတိုင်းကံမကုံအဲ့အသက်90မပြည့်ဘူးရင်စိတ်တွေဖြစ်မနေဘူးလားဖြစ်နေပြီအဲ့ဒါငါလောက်တာပါလားမဟုတ်ပါဘူးငါကိုယ်ရဖြစ်နေတယ်ဩအနတ္တပါလား အဲ့လိုဖြစ်အောင်သူကြီးပဲရတာဆိုမရဘူးလေရလဲရှိအောင်မှာလေမရှိရောဖြစ်လို့ရပါ့မမရဘူးစီတော့ရှိတယ်အင်ဂျင်မလည်ရောရပါ့မမဟောမောင်းတဲ့လူမရှိလဲကားပြည့်ရင်လဲဟောတမျိုးနဲ့မရအဲ့တော့မှကောင်းပြီလေကိုအောင်ပြုလိုက်ပါလေဟာငါမဟုတ်သူမဟုတ်ယောက်ျားမိမမဟုတ်ငါမဟုတ်သူမဟုတ်ယောက်ျားမိမမဟုတ်လေကြောင့်ဖြစ်တဲ့စိတ်ကိုငါစိတ်ငါစိတ်လို့ဘယ်အကြောင်းပြပြီးဆွဲလို့ရပါလဲငါအကြောင်းမဟုတ်ဘဲနဲ့ လေးချောင်းဖြစ်လာတဲ့စိတ်ကိုငါးစိတ်လို့ဆိုတာမားပြီဆိုတဲ့အမှားမြင်မှုရေလေးချောင်းဖြစ်တဲ့စိတ်ပါလားလို့အမှန်မြင်မှုရေအဲ့ဒါကတမာဒိဋ္ဌိခေါ်ပါသည်မားတာကိုမားတယ်လို့မြင်တာလေတမာဒိဋ္ဌိမှန်တာကိုမှန်တယ်လို့မြင်တာလေတမာဒိဋ္ဌိမဂ်ကြီးရှိပါတယ်မှာပယ်ပါသတ်ပါလို့ပါသလားအမှန်မြင်အောင်ရှိပါလို့ပါအမှန်မြင်အောင်ရှိပါပါပယ်ဖို့သတ်ဖို့မဟုတ်ဘူးအမှန်လဲမြင်ရောဘာပဲွားပြီလဲ ငါစိတ်ငါတို့ဆွဲတာပယ်မသွားဘူးလားပယ်ပါတယ်ကိုလိုက်ပယ်တာလားဖြစ်မလာတော့တာလားဖြစ်တာအဲ့ဒါကိုလည်းမဲ့လို့ပဲခေါ်တယ်အမှန်မြင်တာလဲမဲ့ပယ်တာလဲမဲ့သွားတာလဲမဲ့ပဲတပြိုင်တည်းပေါ်မလာဘူးလားအေးအဲ့ဒါဝိပဿနာနဲ့ရောက်မဲ့ရပြီလားမဲ့ခီးကိုပွေးပြီဟုတ်ခင်ဗျားတို့သန္ဓရာလယမသန္ဓရာလွတ်ရသို့လမ်းကြောင်းကြီးပေါ်မလာဘူးလားအဲ့ဒါလဲမဲ့ရပြီလို့ခေါ်တယ်အဲ့လမ်းကြောင်းပေါ်လျှောက်တော့နေမှန်သွားမဲ့လမ်းကြောင်းကြီးကိုရပြီတော့မဲ့ရပြီ အဲ့ဒီလမ်းကြောင်းကြောင်းလျှောက်တဲ့ကြောင်းအပယ်လေးပါတန္တရာလည်မဲ့အပြုတ်မှုတွေရောပယ်မလာဘူးလားအဲ့ဒါကိုလည်းပယ်တယ်လို့ခေါ်တယ်နိဗ္ဗာန်ရောက်တဲ့လမ်းရှိပါလို့အမဂိစရီကြီးသွားမယ်မဟုတ်လားသွားတယ်ဆိုတာဒီကနေ့ဈေးသွားတယ်တလန်းနဲ့သွားလို့ရပါမလားအလန်းနေများများမပွားဘူးလားအဲ့ဒါကိုလည်းမက်လို့ခေါ်တယ်တလန်းသွားရင်တလန်းသွားဖို့အတွက်မပယ်ရဘူးလားအဲ့ဒါလည်းမက်လို့ခေါ်တယ်ခရီးကိုလည်းမက်လို့ခေါ်တယ်သဘောပေါ်မသွားဘူးလားမက်ရပြီလားလို့ငွေခင်ဗျားတို့ပြန်ပြေးမပြေးဘူးလားပြေးပြီဒီကုမဲရပြီလေ ဒါပေမဲ့သုံးပြီလားသုံးပြီအေးလန်ခီရပြီပယ်ဖို့လတ်ဖို့ရပြီအဲ့ဒီ86ကိုပွားဖို့မကြံဘူးလားအဲ့ဒါလဲမဲအဲ့ဒီမဲကြံသည်တည်ငါမဲတည်ငါမဲတလန်းသွားရင်တလန်းသွားရင်တလန်းအလန်းတရာသွားမှာတလန်းသွားရင် သွားရင်မပယ်ပယ်ပြီးပြီးမသွားဘူးလားအဲ့ဒါတလန်းသွားပြီးရင်တလန်းပယ်ပြီးပြီတလန်းသွားပြီးတလန်းပယ်ပြီးတည်ငါမဲတည်ငါမဲဒီအရင်ကတုံးဖြတ်တာနဲ့ဥပမာမပေးထားဘူးလားတချဲတချဲနဲ့ပြတ်လာတာအဲ့တချဲတချဲမှပြင်နောက်ဆုံးအပိုင်းပြတ်ပါမလားပြတ်ပါဘူးအေးအခုတော့ ဲ့တချဲတချဲဆိုတာဘလူချဲမှလဲစိတ်တလုံးဖြစ်လာတိုင်းပေါ်ပြီးပြက်ဖို့ဖြစ်ပြက်မြင်ဖို့ဒီလိုမဟုတ်ဘူးဖြစ်တိုင်းဖြစ်တိုင်းဟာကြည့်ဩငါဖန်နီးသလားရှေ့ကရင်းတို့ကြီးမီးရှို့နေတယ်ဘောမဆိုတဲ့ကိုကမီးထိုးပေးတယ်လို့အလင်မီးကမီးတောက်နေလို့မီးဆူးတာမဟုတ်ဘူးလားဟုတ်ပါဘူးအဲ့တော့ကိုမီးထိုးပေးနေလို့မီးတောက်နေဟုတ်တာပေါ့အခုစိတ်တလုံးပြက်သွားတာကိုကနောက်ကနေစိတ်တလုံးပြောက်မီးထိုးပေးသလိုပြောက်မှန်းနေတာကိုပါလားမပါဘူးမပါရင်ငါမဟုတ်ဘူးဆိုတာရှင်းမနေဘူးလားရှင်း ရှင်းနေပါလေငါတို့သွားဆိုရင်တော့မှားပြီဟုတ်ပြီနော်အကဲ၍ငါစိတ်ငါသဘောဆိုကဲယောဂီတို့ဘာစိတ်မှမတွေးပဲနဲ့ရက်ကြည်တန်ရငါသဘောဆိုရမှာဘောယောဂီတို့ခုကြောင်းလာတယ်ကားနဲ့လာတယ်အရင်ကနေကိုပိုင်ကားနဲ့လာတယ်ကိုကိုရင်ကိုဝေးတယ်တော့ကားမလိုက်ဘူးလားလိုက်ပါတယ်ဒီနေရာရက်ရင်ကားကိုနေရာရွှေ့တယ်လို့ရှိသလားမရှိပါဘူးကိုပိုင်ပြီးစီးဆိုတော့ကိုလျာတို့သူမလိုက်ဘူးလားလိုက်ပါလိုက်တယ်အခုတော့ကိုစိတ်ငါသဘောတာဆိုဘာစိတ်မှမတွေးပဲနဲ့ရက်ကြည်တန် ရလားဒါအတ္တသဘောလားအနတ္တသဘောလားဟောဘာအနတ္တလဲလေကြောင်းဖြစ်လို့အနတ္တအတိတ်ကပြီးတဲ့ဝိဘကြောင်းဖြစ်လို့အနတ္တအဲ့ဒီမှာအတ္တငါမရှိဘူးအတ္တသမာဓိတိခေါ်ပြီဟောပြီနော်သဘောပေါ်ပြီလားစိတ်တလုံးရှုတယ်ဆိုတာဘာလို့ရမှာလဲဖြစ်ပြည့်မြင်ဖို့လားမပါလာဘူးလားဒါပေမဲ့ရှုလိုက်ရင်တူရဲ့လားမတူဘူးအခုကဖြစ်ပြည့်မြင်မှတရားဆိုဖြစ်ပြည့်ကိုမြင်မြင်မြင်တာဖြစ်ပြည့်ဆုံးတော့မြင်မြင်မဆုံးကြည့်ဘူးလားဆုံးပါဘူး အဲ့လောဘတရားကြီးဖြစ်သွား။ရှုနည်းရှုဟန်တူမလို့လို့နဲ့လွဲမသွားဘူးလား။လွဲသွားတယ်။အဲ့ဒါလေးကိုပြောတာ။တရားအတူတူပါပဲပြောတာ။အတိစိတ်ကလေးဖြစ်ဖြစ်ရှုလာတူသေးရဲ့လား။အခုတော့အနတ္တဆိုတာဘာလဲလို့မေးမယ်။အဆိုးမရပါဘူးလို့လွဲမချနိုင်။ဘာလို့အဆိုးမရတာလဲ။စိတ်ဖြစ်တဲ့ထဲမှာလေးချောင်းဖြစ်တာဆိုတော့လေဟာအသက်လေးပြရှိသလား။မရှိကြောင်းဘုခုလို့ပေါ်ပြတော့အတ္တမရှိတာပေါ်မသွားဘူးလားအတ္တကြောင့်မလို့အနာအတ္တအတ္တမရှိဘူးလို့ဒီလိုထောက်ထားရှိရအောင် အတိတ်ကပြုတဲ့ကံကြောင့်မို့လို့စိတ်ဖြစ်တယ်ဆိုရင်ငါသဘောနဲ့ငါစိတ်တာဆိုဟဲ့ဒီစိတ်ရတ်ထားဘယ်မှမထွက်နဲ့ဆိုတော့ပိတ်ထားနေရမှာပေါ့အခုရရလားမရတော့နတ္တအတ္တမရှိဘူးဒီအကြောင်းတွေကြောင့်အနတ္တပါလို့လားဟုတ်ပြီလားကဲကောင်းပြီခင်ဗျားတို့လေလဲရှိပြီအတိတ်ကပြုတဲ့ကံလည်းရှိပြီရေမတိုက်ရင်ရောဘယ်နဲ့လို့စိတ်ဖြစ်အောင်လားရေဟာစိတ်လား အားနေလို့တဲ့မှာပလိင်းချေလို့နလန္တရေတဲ့ပလိင်းမချေအောင်ဘာရီလာယောက်ျားမိမလားရေဒီလားဒီတဲ့ဘာရီရောက်ပါဘာရီရှိယောက်ျားမိမရှိမသိဘူးလေအကိုကြီးကြီးရင်ပေါင်းလျှောက်လို့အယူထားဟုတ်ပြီလားအဲ့တော့ဒီရေသာမရှိဘာလို့လဲဒီကြီးမထဲရင်သိတော့မယ်မဟုတ်ဘူးလားသိတော့မယ်ဆိုတော့ဘာပြောတာလဲစိတ်မဖြစ်တော့အဲ့တော့စိတ်ဖြစ်ဖို့အတွက်ဘာထည့်ပေးရလဲရေရစိတ်လား စိတ်ကောရေးလားမဟုတ်ပါဘူးရေးကငါလားမဟုတ်ပါဘူးငါမဟုတ်တဲ့ရေးချောင်းဖြစ်တဲ့စိတ်ကငါစိတ်လို့ဆိုရင်မှန်ပါမှန်ပါဘူးအဲ့ဒါကြောင့်စိတ်ကအနတ္တပါလို့တင်ပြနေရစိတ်ကဖြစ်တိုင်းဖြစ်တိုင်းဟာဖြစ်ဖြစ်လာတဲ့စိတ်ကလေးတစ်လုံးပေါ်တိုင်းပေါ်တိုင်းဆောင်းဆောင်ကြည့်နေတာဘယ်လိုနဲ့ကြည့်ရလဲငါမပါဘဲနဲ့သူ့ဘာသူပေါ်ပေါ်နေကြောင်းသူ့ဘာသူဖြစ်ဖြစ်နေကြောင်းမြင်အောင်ရှုရင်ဖြစ်တာကိုမြင်အောင်ရှုရင်ပြည့်တဲ့ဒီရောမမြင်လာဘူးလားမြင်ပါဘူးဘယ်လိုမြင်ရမလဲဖြစ်တိုင်းဖြစ်တိုင်းဟာလေကြောင်းဖြစ်လာတဲ့သဘော ရေချောင်းဖြစ်လာတဲ့သဘောဟာရိခန္ဓာကိုယ်ကြီးထဲမှာရေမရှိဘူးလားဘာဖြစ်လို့ထဲတာလဲခမရတို့အိမ်မှာအခုအိမ်ပြန်အိုးထဲမှာဆန်းနေစီတွေမရှိဘူးလားဘာဖြစ်လို့မစားသေးဘဲနဲ့အပူလောက်တာအစင်းနဲ့စားမဲ့သူရှိဖို့မဟုတ်ဘူးလားအခုလည်းစိတ်အစင်းသိဖြစ်မှုတဲ့ရေလေးလေးလောင်မထားအောင်လားနေဘူးတဲ့သွားပါလိထွက်လူတွေထွက်လားအကိုတွေထွက်လားရေတွေထွက်လားရေကအကိုတွေမောင်းနေအဖေတွေရှိလားရှိပါဘူးဩဘာဖြစ်လား ဒီစိတ်အစဉ်သိဖြစ်ဖို့အတွက်ရေတွေလောင်မထားအောင်လားမှန်ပါဘူးဘာဒုက္ခဖြစ်သွားလဲအဲ့ဒါအကုန်လေးမောင်းနေရှိသေးလားမရှိပါဘူးရုပ်ပေါ်မှာဒိဋ္ဌိပြုတ်မသွားဘူးလားပြုတ်သွားပါတယ်ဘာလောက်ထားရလဲလို့မင်းကံတဏဟာသူ့ကမ္မတ္တိမကုံသေးတဲ့အတွက်ကြောင့်စိတ်ဖြစ်တဲ့နေရာမှာရေတက်လေတက်လို့လောင်ထားတာရေလောင်ကံကြီးရေဒီလောင်မထားဘူးလားမယုံရင်နေဦးတဲ့မနေ့ကထွက်ကြည့်ပါလားပလင်းတဲ့အောင်ထည့်လို့ရမယ်ထွက်လာရင်ဘာ၄လဲ အချစ်ဒီလားအသက်ဒီလားရေးဒီလားမသိပါဘူးရေးကိုအကိုရင်မောင်ရင်လောက်တာဟမ်နှစ်ခါနေဆိုပေးလိုက်တယ်ရေးတော့တချို့အမေသွားလာသေးရဘာလဲမိကတ်တို့ကလားဘာလဲပြောကိုရီးယားမိကတ်တို့မျက်နှာချီတို့စုံရောဘာလို့လုပ်ပေးတာလဲအရေးခံကြီးကိုရေးကြီးဟုတ်လားအချစ်ကြီးလားရေးကြီးလားရေးကြီးရေးကလေးလောင်းလားအဲ့လိုအမှန်ကြီးတော့ငါတို့ရှိသေးလားရှိပါဘူးဒါကဘာဖန်ကြီးရလဲတဏှာတို့ကံတို့ကဖန်ကြီးလား ဲ့တော့စိတ်ပြည့်တဲ့တည်းမှာအတိတ်ကဝိပယ်လည်းပါမယ်။ရေရောမပါဘူးလား။လေရောမပါဘူးလား။ရေတဲ့လျာငါးပါးသလား။ငါမပါဘဲနဲ့ဖြစ်တဲ့စိတ်ကိုငါစိတ်လို့ဆွဲတာမှားတဲ့အကြောင်းเนาะအဲ့ဒါကိုကြည့်။ဒါပေမဲ့နှိပ်ကြည့်ပါဖြစ်လာမယ်။မကန်းလား။ဘာလို့ကန်း။ဟင်လေးရှိလို့လေးတွေဟေးနဲ့မတက်လာဘူးတက်လာလူတွေတက်လာလေးတွေတက်လာအထက်ပါထိုးလို့ လေးထွန်းဘာအောင်လေးအောင်လေးထွန်းငါငါဘိုက်နာတယ်ဘိုက်ကိုယ့်ဘိုက်ကိုယ်နာအောင်လုပ်မလားဗျာကိုယ့်ကိုလေးထွန်းအောင်လုပ်မလားလုပ်လို့ရလားမရဘူးသူ့ဘောသူပြေးတာငါဘိုက်ထိုးတယ်အဲ့လိုဒိဋ္ဌိရကတ်ဘာဖြစ်လို့အထဲထဲမှာလေးတွေလောင်မထားဘူးလားလေးစိတ်သိမ့်မရှိရင်စိတ်ဖြစ်ပါ့မလားရေစိတ်သိမ့်မရှိရင်စိတ်မဖြစ်ဘူးအဲ့တော့လေးတွေလည်းလောင်ထားတယ်ရေတွေလည်းလောင်ထားတယ်နောက်တခါဘာလို့သိလဲ ธรรมင်းဆိုတဲ့ပထဝီဓာတ်ကောမလို့ဘူးလားဟုတ်ပါဘူးအဲအဲ့တော့ပထဝီဓာတ်လို့တော့ခင်ဗျားတို့အိမ်မှာစီစားငြိမ်သီးကျက်သွန်နေထဲမထားဘူးထဲပါဘူး तू လဲလောင်မထားအောင်လားဒီမှာကလည်းလောင်တာလောင်ထားတဲ့ဇဒိုကန်ကြီးပေါ့ဘာဖြစ်ဖို့လဲစိတ်ဖြစ်ဖို့အဲ့တော့ပထဝီဓာတ်ဆိုတဲ့ခိုင်မာတဲ့ဓာတ်မရှိရောစိတ်ဖြစ်ပါမလားမရှိပါဘူးအဲ့တော့ธรรมင်းစားတော့ธรรมင်းထဲမှာငါရှိလားစိတ်ရှိလားငါမရှိစိတ်မရှိတဲ့ဒီပထူရီဆိုတဲ့အာဟာရကြောင့်ဖြစ်လာတဲ့စိတ်ကိုငါစိတ်လို့ဆိုရင်မှန်ပါမှာ အဲ့လိုသဘောနဲ့စိတ်တလုံးကိုရှုပါဟုတ်ပြီလားအဲ့တော့စိတ်တလုံးဖြစ်တဲ့အထက်မှာစမ်းစစ်ကြည့်မယ်ရေတက်မပါဘူးလားမပါဘူးလေတက်မပါဘူးလားမပါဘူးအပူအေးဆိုတဲ့မိတက်ပေါ့မပါဘူးလားမပါဘူးနော်အာဘောဆိုတဲ့ယူစည်းတဲ့ရေတက်ပေါ့မပါဘူးလားအဲ့ဒီအထက်မှာ၅ပါလားယောက်ျားမင်းမပါလားဟောငါမရှိယောက်ျားမင်းမမရှိပဲ ਨੇ ရေမီလေမီဆိုတဲ့အကြောင်းကြောင့်ဖြစ်လာတဲ့စိတ်ပါလားအဲ့ဒါမှအသက်လိပ်ပြပါသေးလားပါပါ ုဂ္ဂိုလ်တ attva ဆိုပါသေးလားအဲ့ဒါကိုဉာဏ်နဲ့ကြည့်နေတာနော်ရေမြေလင်မီးကိုကြည့်ပြီးတော့ဒီစိတ်ကရေမြေလင်မီးကြောင့်ပြီးတော့ရေမြေလင်မီးဟာယောက်ျားမင်းမအသက်လေးပြမရှိတာကိုဉာဏ်နဲ့ကြည့်ပြီးတော့ဒီစိတ်ကလည်းငါမဟုတ်ကြောင်းဉာဏ်နဲ့အောင်ကြည့်နေတာအဲ့လိုဖြစ်ပြီးပြီးတော့ရှုနေတာလေးပါးသောအရိယဘုံမှာအနာရကကျတော့ကောင်းပြီအခုယောဂီတို့အခုထိုင်နေတယ်ဘာမှရတာမရှိဘူးတရားအကယ်၍ထည့်ပြီးလိမ့်မယ်ဆိုရင်စိတ်ကလေးပါစိတ်ပေါ်လာ ဒါပေကောင်းပြီဦးဇင်းကတရားမထည့်ပေးသေးဘူးမထည့်သေးဘဲနဲ့တရားထည့်တော့ချိုးတယ်ဆိုတဲ့စိတ်ကလေးပေါ်လာသလိုယောဂီတွေရဲ့စိတ်ကလေးကိုအခုနေချိုးလိုက်တာဆိုတဲ့စိတ်ကလေးမိုးကြည့်တာမရပါဘူးညာမရပါဘူးစိတ်တော့မရှိဘူးလားရှိပါရဲ့ငါစိတ်တာဆိုရမှာပေါ့ယောဂီတို့မှာအခုအင်ကြီးတွေမရှိဘူးလားရှိဘူးဘယ်လိုအင်ကြီးလဲ ဒီလိုအင်ကြီးတွေကိုယ့်ရဲ့ကာယညာနာနဲ့လှုပ်ထားလို့ကိုယ်ဝေးထားတာမဟုတ်ဘူးလားဘုရုပိုင်လေကိုယ်ပိုင်နေကိုယ်ပိုင်တော့ကာကြီးနဲ့ညံ့မရဘူးလားအပြူအမဲဆုံးလို့မရဘူးလားမရှိဘူးတော့မရဘူးလားဟာမရှိလို့မရှိချင်းကာကြီးနဲ့ညံ့တော့အင်ကြီးအပြတ်မခံကြီးမလို့ရှိလားမရှိပါဘူးကိုယ်ပိုင်တော့ကိုယ်လျာသို့မလိုက်ဘူးလားလိုက်တယ်ကောင်းပြီအဲ့လိုဆိုရင်လေဒီစိတ်ကိုလည်းခုနလိုပေါ့ကိုယ်လျာသို့လိုက်အောင်ဒီစိတ်မထွက်နဲ့လို့ရတယ်ကောင်းပြီခုနတရားထည့်လိုက်ပါဘာစိတ်ပေါ်လားအဲ့မထွက်နဲ့ခါးတဲ့စိတ်မွေး ကိုလိုရသူလည်းပါလားပါဘာဘာစိတ်ထွက်သွားလဲအတ္တလားအနတ္တဘာကြောင့်ဒီသိုးစိတ်ပေါ်လာတာလဲရေကြောင့်လေကြောင့်မြေကြီးကြောင့်မြေဓာတ်ကြောင့်အပူရေးကြောင့်အတိတ်ကပြုတဲ့ကံကလည်းမကုံသေးတဲ့အကြောင်းတရားရဲ့ပြိစုတ်ပံအာယုံရဲ့ပြိစုတ်ပံခြူရတ္တအာယုံကရှားကြည့်ဘူးလားမတိုက်ဘူးလားဩပြိစုတ်ပံရတ္တအာယုံရဲ့အဲ့ဒီရတ္တအာယုံကအကြောင်းခံပြီးတော့စိတ်တော့ဖြစ်တဲ့ခြူစိတ်ဆိုတဲ့ မှတ်တတ်တဲ့ပညာရဲ့ချိုရတဲ့ကိုခံစားတတ်တဲ့ဝေဒနာရဲ့ချိုသဘောကိုသိတဲ့ဝิญဉ်ရဲ့အဲ့ဒီချိုတဲ့သဘောကိုနှလုံးသွင်းတဲ့သင်္ခါရတရားရဲ့ရတာအကြီးဆိုတဲ့ယုတ်တရားရဲ့ခန္ဓာ၅ပါးပေါ်မလာဘူးလားအဲ့ဒီမှာစိတ်မပါဘူးလားအဲ့ဒီစိတ်ကဘာကြောင့်ဖြစ်တာလဲပြိစုတ်ပံအပြင်အတိုက်တချိုတယ်ဆိုတဲ့ယတ္တရဲ့ရေမြေလေမိအခန့်ရှိနေတာရဲ့ အတိတ်ကကံမကုန်သေးတာရဲ့အဲ့ဒီအကြောင်းนี่ပေါင်းစုပြီးတော့ခြိုစိတ်ဆိုတာပေါ်မလာဘူးလားပေါ်ပါဘူးအဲ့ဒီမှာငါပါလားပေါ်ပါဘူးအဲ့ဒါဆိုရင်စိတ်တစ်လုံးဖြစ်တာအတ္တသဘောလားအနတ္တသဘောလားအနတ္တသဘောဩအဲ့ဒါဆိုစိတ်ကိုရှိပါစိတ်ကိုရှိပါဆိုရင်ဘယ်လိုရှိရမလဲတတ်ဖို့လားရှုပ်ဖို့လားဘာဘို့သူ့ဘာသူဖြည့်ဖြည့်ပြည့်ပြည့်သူ့သဘောငါမဟုတ်ကြောင်းသူ့သဘောသူ့ဆောင်ကြောင်းကိုမြင်ဖို့ပဲဟုတ်ပြီလားသူကအခုယောဂီတို့စိတ်တစ်လုံးရှိပါဆိုရင်ဘာလုပ်ရမလဲ ကိုကစိတ်နှလုံးပေါ်မလား तू ကပေါ်နေမလားဘာဖြစ်လို့ပေါ်နေရလဲကံမကုံသေးလို့နော်ရေမြေလိမ်ပြီးတော့လောင်ကံရောမရှိဘူးလားရိတ်ခါလည်းရှိနေသေးလို့အဲ့ဒီအကြောင်းတရားတွေရှိနေသေးရင်ဒီစိတ်ကပေါ်မလာဘူးလားငါပေါ်လာလား तू ကသူပေါ်လာလားဟောသူပါသူပေါ်တယ်လို့သိအဲ့ तू ကသူပေါ်တဲ့ခါကျတော့ပြည့်စုံပါအာယုံကချိုတာမရှိတော့ချိုစိတ်ပေါ်ပါမလားနော်နာနာမရှိတော့နာစိတ်ပေါ်ပါမလားကြားတာမရှိရင်ကြားစိတ်မပေါ် ထိတာမရှိဒီမှာအကယ်၍အာရိအာယုန်ဒီမှာပေါ်ရင်ဗာစိတ်ပေါ်မလဲပေါ့တိုင်းตาကြောင်တွေးလေသမီးကြောင်တွေးလေအလို့ကြောင်တွေးလေသံငယ်ချင်းရောအတိတ်ကြောင်အနာဂတ်ကြောင်တွေးတဲ့စိတ်ပေါ်မလာဘူးလားပေါ်ပါဘူးအဲ့လိုတွေးတဲ့အထက်မှာခင်ဗျားတို့အမေရိကန်သမရကြောင်ပါလားပါဤသူဘီးရဒုက္ခတွေတွေចောင်းပါလားမပါဘူးကျွတ်တော့ရွာလေသမားတွေចောင်းပါလားမပါဘူးဘာဖြစ်လို့လဲဒီစိတ်နဲ့အာရိအာယုန်နေနဲ့မတွေ့ထိခဲ့တော့ ဥပါဒံကမှတ်ဆွဲခဲ့တာပါလားမှန်ပါဘူးအဲ့တော့ကိုသားတွေကိုမယားတွေကိုဖေတွေကိုမိတွေကိုလောက်ပဲကိုမိတ်ဆွေကိုလုံးကအဲ့ဒီမှာဒီစိတ်တွေနဲ့မတွေ့ထိခဲ့ဘူးလားတွေ့ခဲ့ပါတွေ့ထိခဲ့တဲ့အာယုန်တွေကိုမှတ်ပြီးမဆွဲထားဘူးလားဆွဲထားပါအဲ့တော့ပြည့်စုံပါအာယုန်မရှိရင်အဲ့ဒီစိတ်တွေအတိတ်ကဒီစိတ်နဲ့တွေ့ထိခဲ့တဲ့အာယုန်တွေကိုပြန်ပြီးနှလုံးမသွင်းနေဘူးလားဘယ်လိုသွင်းနေတာလဲငါလားစိတ်စိတ်ကအာယုန်မရှိရင်နေလို့ရပါမလားမရတော့ပြည့်စုံပါအာယုန်မရှိရင် အတိတ်ကစွဲတဲ့အာယုံကိုသူပြန်ပြီးတော့ဓမ္မအာယုံအဖြစ်နဲ့ပြန်မတွေးဘူးလားအဲ့ဒါငါတွေးနေတာငကိုတည်းကစိတ်ရဲ့သဘာဝလားစိတ်ရဲ့သဘာဝအတ္တသဘောလားအနတ္တသဘောလားအနတ္တသဘောဟောအဲ့လိုဆိုစိတ်ကိုအာရီလိုယူပါတော့အဲ့တော့နာမ်ကမ္မထာရှုတဲ့စိတ်ဓာတ်သီလံစိတ်ဓာတ်သီလံဆိုတာဒါသည်သာမင်ညလက္ခဏာတဏုတရုဏဝိပဿနာလို့ခေါ်ပါတယ်ဒါစိတ်တလုံးတော့ဒီတိုင်းရှုရင်တော့အနတ္တတော့မပေါ်ဘူးလားအဲ့ဒါတရုဏဝိပဿနာလို့ခေါ်တယ်ဟုတ်ပြီလား ဘလဝဝိပဿနာမဟုတ်သေးဘူးမဟာဝိပဿနာမဟုတ်သေးဘူးဟုတ်ပြီလားအဲ့ဒါလည်းခွဲရအဲ့ဒါဘာကြောင့်ခွဲမလဲဆိုတော့နောက်ပိုင်းကျတော့ပေါ်လာလိမ့်